မင်္ဂလာပါရှင်။အောက်တိုဘာလ26ရက်တနင်္ဂနွေနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ငင်းချမ်းရေးအတွက်မျိုးဆက်သစ်လူငယ်များကိုလေ့ကျင့်သင်ကြားမှုထုတ်ပေးရန်ဒုတိယဗိုလ်ချုပ်ကြီးရာပြည်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ ငင်းချင်ရေးအတွက်လူသားရေးမြင့်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်နေတယ်လို့သုံးသပ်တွေ့ရှိရပြီးငင်းချင်ရေးအတွက်မျိုးဆက်သစ်လူငယ်များကိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်လူကြောင်း NCA စနစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည်ကတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားပြန်လည်သုံးသပ်ခြင်းအစီအစဉ်မှာပြောကြားကြောင်းသိရပါသည်အစိုးရ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အချိန်မှအလုံယုံစီနေပွဲမှာနိုင်ငံရေးစီးပွားရေးနဲ့ MCA ဆိုင်ရာအကြံပြုချက် စုစုပေါင်း63ချက်ရရှိခဲ့ပြီးအချို့အချက်များသည်အကျိုးရှိတဲ့အကြံပြုချက်များဖြစ်ကြောင်းနဲ့လူငယ်များဟာငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည်ကိုတွေ့ရှိရကြောင်းလည်းပြည်တော်စုဝင်ကြီးကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ KK ဘတ်နေမြေမှာနိုင်ငံသားသား152ဦးကိုထိန်းသိမ်းထားတဲ့တဲ့ရင်ဖြစ်ပါတယ်။ KK ဘတ်နေမြေမှာနိုင်ငံသား152ဦးကိုထိန်းသိမ်းထားတယ်လို့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးခွဲကထုတ်ပြန်ပါတယ်။တက်ဘရိုနဲ့ BGF နေသားဆောင်တက်တွေဟာအောက်တိုဘာ22ရက်ည7:00နာရီကန်က မြောက်ရီမြို့နယ်မေထော်တလီကျေးရွာအုပ်စုကေကေပတ်နေမြေအတွင်းကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးရှာဖွေမှုတွေဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီလိုဆောင်ရွက်ရမှာကေကေပတ်နေမြေအတွင်းမြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့နိုင်ငံသားတွေဟာကရင်ပြည်နယ်မြောက်ရီမြို့ပေါ်ရပ်ကွက်မေထော်တလီကျေးရွာအုပ်စုဖလူကျေးရွာအုပ်စုမင်းလက်ပံကျေးရွာနဲ့တစ်ဖက်ထိုင်းနိုင်ငံမင်းဆောင်မြို့တွေကိုထွက်ပြေးတင်ဆောင်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။ အဲဒါကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာတာဝန်ရှိသူတွေကနေမြေတည်ငြိမ်အေးချမ်းမှုရှိစေရေးအွန်လိုင်းလောင်းစားမှုအွန်လိုင်းလေလံမှုလုပ်ငန်းဆောင်ရွက်နေသူတွေမပါရှိစေရေးအတွက်ထွက်ပြေးတင်းရှောင်ကြသူတွေကိုစစ်ဆေးဖို့ထုတ်ထင်းသိမှုတွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့စစ်မှုထမ်းတပ်သားများကိုစွမ်းအင်တတိဆိုင်ရာဆုလက်မှတ်များပေးတဲ့တဲ့တင်ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေအရစုဆောင်းထားသော MSN 1မှ14အထိတင်းနှင်းစင်စစ်မှုထမ်းများအနက်မှ1822ဦးကိုစစ်မြေပြင်အဆင့်တိုးနှင့်စွမ်းရည်တက်တီဆိုင်ရာစုလက်မှတ်များပေးထားကြောင်းသိရပါသည်။ စစ်မြေပြင်အဆင့်တိုးတွင်အမှတ်စဉ်1မှ289ဦးအမှတ်စဉ်2မှ200ဦးအမှတ်စဉ်3မှ209ဦးအမှတ်စဉ်4မှ264ဦးအမှတ်စဉ်5မှ191ဦးအမှတ်စဉ်6မှ265ဦးအမှတ်စဉ်9မှ152ဦးအမှတ်စဉ်10မှ80ဦးအမှတ်စဉ်9မှ63ဦးအမှတ်စဉ်10မှ39ဦးအမှတ်စဉ်17မှ34ဦးအမှတ်စဉ်12မှ19ဦးအမှတ်စဉ်23မှ9ဦးအမှတ်စဉ်24မှ2ဦးလို့ဖြစ်ပါတယ်။ ဒါပြင်စွမ်းရည်တက်တီဆိုင်ရာဆုလက်မှတ်ပေးရာတွင်လည်းသူရဲကောင်းမတန်းဝင်အမှတ်စဉ်တက်မတူတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သူရဲကောင်းလက်မှတ်အမှတ်စဉ်တက်မနှစ်ဦးတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ဂုံလူဆောင်လက်မှတ်အမှတ်စဉ်6မှနှစ်ဦးဒုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ချီချူးကွန်ပျူလက်မှတ်အမှတ်စဉ်တက်မ10ဦးကာဆာထာမူချီချူးကွန်ပျူ9ဦးအပါစစ်စင်ရေးအထူးအဖွဲ့မှုရဲ့ချီချူးကွန်ပျူအမှတ်စဉ်4မှ1ဦး စစ်တိုင်းမှုရဲ့ချီးကျူးဂုဏ်ပြုအမှတ်စဉ်တက်မှ2ဦးအမှတ်6မှ2ဦးလို့ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့စိတ်ဖြူမျိုးနဲ့ရှောက်ပင်အင်းကျေးရွာအထက်ခကျောင်းမှမူလာရန်ပြဆရာမတဦးနဲ့အရက်သား3ဦးကို PDF များကဖမ်းဆီးခေါ်ဆောင်တဲ့တဲ့တင်ဖြစ်ပါတယ်။အကွေတိုင်းဒေသကြီးစိတ်ဖြူမျိုးနဲ့ရှောက်ပင်အင်းကျေးရွာအထက်တန်းကျောင်းမှမူလရန်ပြဆရာမတအူးနဲ့၎င်းရဲ့ခင်မုံအပါအဝင်အရက်သား၃ဦးကို PDF များကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။ စိတ်ဖြူမျိုးနဲ့တရက်ခုံကြေးရွာတွေနေထိုင်တဲ့ရှောက်ပင်အင်းကြီးရွာအခြေခံပညာအထက်တန်းကျောင်းမှာဒုတိယမူလတန်းပြအကြောင်းဆရာမဖြစ်သူဒေါ်ဂျူဂျူထေသည်ခင်မုန်းဖြစ်သူဦးစောမင်းစိုးနဲ့အတူရှောက်ပင်အင်းကြီးရွာတွေနေထိုင်တဲ့ကိုရဲလင်းအောင်မောင်းနေတဲ့မော်တော်ယာဉ်ဖြင့်အောက်တိုဘာ22ရက်နေ့နောက်ပိုင်းကတရက်ခုံကြေးရွာမှစိတ်ဖြူမျိုးသို့ထွက်ခွာလာစဉ် စိတ်ဖြူကစုံမှရှောက်ပင်အင်းကျေးရွာသွားကာလန်ဘီရောက်တွင် PDF များက၎င်းတို့စီနေလာတဲ့မော်တော်ယာဉ်ကိုတားဆီး၍၎င်းတို့စီနေလာတဲ့မော်တော်ယာဉ်ကိုတားဆီး၍၎င်းတို့သုံးကိုအစူပါမော်တော်ယာဉ်နဲ့အတူဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗျ။အခုကဲ့သို့ဖမ်းဆီးခံထားရသူများအားပြန်လည်ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်ရရှိတယ်လို့သိရှိရပါတယ်ရှင်။